ီယမ်လီရဲ့အုတ်ထင်းသူမိဘတွေနေရာကနေပြီးမြစ်ဖြစ်သူလီယမ်လီကိုရှစ်ပါပရိခရာဆောင်လင်းစွာနဲ့ရှင်ပြုတ်ပွဲလေးကျင်းပပြုလုပ်ပြီးခဲ့တဲ့တရုတ်ဆောင်လင်းမှုနဲ့ဒေါ်မီသူမင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့နိုဝင်ဘာလ6ရက်နေ့မှာတော့တရုတ်ဆောင်ဦးလွင်မိုးနဲ့ဒေါ်မီသီတို့ရဲ့မြီးတော်ဆက်သူဖြစ်ပြီးတရုတ်ဆောင်ရွှေဝတီလွင်မိုးရဲ့တူရဲသောသားလေးဖြစ်တဲ့လီယမ်လေးကိုရှစ်ပါပရိခရာဆောင်လင်းစွာနဲ့တာသနာပောင်ကိုသွတ်သွင်းဖို့အတွက်အလူမင်္ဂလာပွဲလေးကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ် တရုတ်ဆောင်လင်မိုးတို့ဇနီးမောင်နှံဟာသမီးနှစ်ယောက်သာပိုင်ဆိုင်ထားသူတွေဖြစ်ပြီးသမီးကြီးဖြစ်တဲ့ရိုးရီလင်မိုးဟာအသက်ငယ်ငယ်လေးနဲ့အိမ်အောင်ကြခဲ့သလိုမြီးလေးလီယမ်ကိုလည်းအိမ်အောင်ကြပြီးပြင်းချင်းမှာပဲမွေးဖွားခဲ့တာကြောင့်ဥလင်မိုးတို့အနေနဲ့သားအချက်မြီးအနှစ်ဆိုတဲ့ဇာတ်ကားအတိုင်းမြီးလေးအပေါ်မှာအစစရရာ ဖြစ်စည်းပေးရင်းနဲ့မိဘဝတ္တရားသားမက အဖိုးအဖွားတွေရဲ့တာဝန်တွေကိုပါပြေဆောင်အောင်ဆောင်ရွက်ပေးနေကြသူတွေဖြစ်ပါတယ် တရုတ်ဆောင်ရုံးလီလင်မိုးဟာလီယမ်လေးကိုမွေးပြီးကလေးကမိဘတွေနဲ့သာမြန်မာနိုင်ငံမှာထားခဲ့ရတာဖြစ်ပြီးသူမကတော့ခင်မိုးဖြစ်သူနဲ့အတူအော်စတြေးလျနိုင်ငံမှာပညာသင်နေခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့လီယမ်လေးအွေရောက်လာတဲ့အချိန်မှာတော့အိမ်တော်ရင်းအဆင်မပြေမှုတွေဖြစ်ပွားခဲ့တာကြောင့်နှစ်ဦးသဘောတူကွာရှင်းပြတ်ဆဲခဲ့ကြပြီးလီယမ်လေးကိုတော့သူမတအူးနဲ့သာထိမ့်သိမ်းဆောင်ရှောက်လာခဲ့တာလည်းဖြစ်ပါတယ်။ လီယမ်လေးကလည်းမွေးကလေးကဖိုးဖွားတွေလက်ထဲမှာသာကြီးပြင်းလာရတာကြောင့်ဖိုးဖွားဖြစ်သူတွေကိုမိဘတပ်ဖွဲ့တွေ့တာနေခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့အရွယ်ရောက်လာခဲ့ပြီဖြစ်တဲ့လီယမ်လေးကိုသာသနာ့ဘောင်ကိုတည်သွင်းဖို့အတွက်မိသားစုတွေစုံလင်စွာနဲ့ရှင်ပြုအလှူပွဲလေးကျင်းပပြုလုပ်ပေးခဲ့တာဖြစ်ပြီးအဆိုပါအလှူပွဲမှာတော့အဖိုးဖွားတွေဖြစ်ကြတဲ့ဦးလွင်မိုးနဲ့ဒေါ်မေသူတို့ကလီယမ်လေးရဲ့မိဘအလှူဒါရိုက်တာဒါရိုက်တာမနေရာကနေပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။

တူပြုံလွဲစဉ်အလူတော်ပွဲတည်းရဲ့ထော်ညွှန်းရှင်လာကိုတန်းထိုင်အောင်မမျိုးပပလီသမိလန်ရတနာမတန်းခင်မရီအောင်ကိုနေထိုးကျော်မရှိမို့လို့သမိလန်ရတနာမတော်ပြန်ပြီကိုစုံနေထောင်းဘင်္ဂလာပြုံးတန်းလာတဲ့သူသာသနာ